အလုံးမမင်္ဂလာပါခင်ဗျာ90 tickets ဆော့ကာစနေကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ဒီနေ့က April 26ရက်နေ့ဆိုတော့မြန်မာနိုင်ငံမှာငလင်းတန်းကိုခံလာခဲ့ရတာ26ရက်မြောက်တဲ့နေ့ပေါ့ဗျာအခုလိုဒလပြည့်ကနေဖြစ်လာတဲ့အချိန်မှာသခိုင်းတို့မန်းလေးတို့ဒီလိုမြို့ကြီးတွေပေါ်မှာတော့အလူရှင်တွေလဲပေါ်တယ်မြို့ပြလဲဖြစ်နေတဲ့အတွက်ကလေးရေရောရှင်းလင်းရေရောထူထောင်ရေးပါတိတိယောက်နဲ့သူ့ဟာနဲ့သူပြီးရမယ့်အချိန်မှာပြီးသွားနိုင်တယ် ဲ့တော့ဘာမှမရောက်သေးတဲ့ဒေတာတွေဘာမှမလို့ရသေးတဲ့ဟိုဂျားမျိုးလေးတွေနယ်မျိုးလေးတွေရွာလေးတွေကလူတွေကဟိုကိုမျိုးကိုရရအခက်ခဲတွေကိုဆိုရှယ်မီဒီယာကိုသုံးပြီးတော့ဟိုစနစ်တကျနေချပြသေးရင်လည်းဗျာဒီခက်မှာများများအော်တဲ့သူများများရပါတယ်ဟိုရွာလေးကအော်လိုက်တဲ့အတန်ကိုဆိုရှယ်မီဒီယာမှာအော်လိုက်တယ်ဆိုရင်ဟိုကဘာအစွန်ဖျားထိကြားနိုင်တာမလို့ဆိုရှယ်မီဒီယာကိုရှော့မတွက်စေခြင်းဘူးအကျိုးရှိရှိအသုံးချစေခြင်းတကယ်ကြတော့ကျွန်တော်တို့တွေကဟိုကိုမရတဲ့အပေါ်မှာ သူများကိုအပြစ်တင်နေကြပဲမြို့ကိုကိုတိုင်ကိုမရတဲ့အကြောင်းအရာကိုပြောဖို့မေးလျော့နေတဲ့ကိုယ့်ကိုယ်ကိုလည်းအပြစ်တင်ဖို့လိုတယ်ဆိုတော့မုံမကြောက်ခင်မှာထူထောင်ရေးကိုလိုချင်တယ်ထူထောင်ရေးကိုလိုလားလားလှုပ်ရှင်နေဆိုရင် သူများတဲ့အတံပိုကျအောင်អော်ဖို့လိုတယ်ဗျအော်ဖို့အတွက်လည်းဆိုရှယ်မီဒီယာတွေကိုပတ်ဝန်းကျင်မှာ TikTok တို့ Facebook တို့ YouTube တို့အများကြီးရှိနေတယ်ဆိုတော့ကိုမမေ့စေချင်ဘူးဗျဒီကလောက်မှာကိုကို မေ့လျော့ပြီးတော့ကိုသူများဆော့တယ်လို့ရှောက်ဆော့နေမဲ့အစားဖင်ပြလို့ပြဒါတွေလှုပ်နေမဲ့အစားကိုပတ်ဝန်းကျင်က အကြောင်းအရာကိုတည်တည်ရှာရှာလေးစနစ်တကျအော်ပေးမယ်ဆိုရင်ခမားကြောင့်လည်းလူတွေအများကြီးအတိတ်ပဲရှိသွားပါလိမ့်မယ်ဗျာမနေ့ကကျွန်တော်တို့ဒီ65သိန်းတန်အင်တလုံးလှူဖို့ project အတွက် Fighter King ရဲ့ကိုစောကြီး Sport Channel ရဲ့ 90K Soccer Channel ရဲ့ဒီ Channel 3ခုက45သိန်းမှတည်ပြီးတော့တရားဝင်အလှခံခဲ့ရမှာမနေ့ကကိုစောကြီးကို3သိန်းဆက်သွယ်ပြီးတော့လှူတဲ့လူရှိတယ်ဂျပန်ကညီလေးတယောက်လှူတယ်ကျွန်တော်စီကို3သိန်းနဲ့6တောင်းဆက်သွယ်ပြီးတော့လာလှူတဲ့လူရှိတယ်ဆိုတော့မနေ့ကတရက်တည်းမှာ6သိန်းနဲ့6တောင်းရတယ်ဆိုတော့နောက်ထပ် 73သိန်းနဲ့4000ပဲလိုတော့တယ်ဗျအဲ့တော့ဟိုတရက်ထဲမှာ65သိန်းတော့ပြည့်သွားမယ်လို့ထင်ပါတယ်အဲ့လိုလဲကျွန်တော်ပြောလဲနားတယ်65သိန်းပြည့်တဲ့နေ့ကျွန်တော်တို့ဟိုဒေါ်ရင်သူကိုဆက်သွယ်ပြီးတော့65သိန်းတန်းအိမ်တလုံးကျွန်တော်တို့လှူမယ်လိုအပ်တဲ့ document တွေကျွန်တော်တို့တောင်းမယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီ social media တခုမှာကျွန်တော်တို့ရဲ့တွဲဆုံမှုတွေခါတခြားလူတယောက်တွေတော့နားကိုရလေးတခုဖြစ်သွားတဲ့အတွက်ကျွန်တော်တို့တွေဒီအများကြီးအဓိပ္ပာယ်ရှိပါတယ်ဗျရင်မဆက်တူတဲ့ခမားတို့တွေနဲ့တွဲဆုံခွင့်ရခဲ့တဲ့အတွက်လည်းဂုဏ်ယူမိပါတယ် ဆိုတော့အဲ့ဒီအဲ့ဒီလူလေးမှာပေါင်းတင်တယ်ဘယ်ကိုဆက်သွယ်ရမှန်းမသိတဲ့သူတွေကိုလိုကြီး channel မှာကိုလိုကြီးရဲ့ phone number ရှိတယ် Fighter King channel မှာ Fighter King ရဲ့ phone number ရှိတယ် Nightigate Soccer channel မှာလည်းအပေါင်း9964 9099ကိုဘယ်ကောင်ဆက်သွယ်ပြီးတော့အနည်းဆုံးတထောင်ကျပ်ကနေစပြီးတော့လူတန်းလို့ရပါတယ်ဗျာ Bayern Munich တဲ့နဲ့ Main Store ကစားကြောင်းမဲ့ပွဲကမြန်မာစံတော်ချိန်7နာရီမှာဖြစ်ပါတယ်အဆင့်1နဲ့အဆင့်6နေရာက2တင်းဗျာ ဘရမကျော့မှာမိတ်စ်တီသူတို့ရဲ့ကွဲမှာ2-1နဲ့နိုင်ခဲ့။အဲ့ဒီပွဲမှာဘိုင်ယန်မြို့နဲ့ဖွင့်ပေးခဲ့တဲ့ဂျေဒီဘော်ရီဂျေတက်အနှုတ်30နဲ့ကိုပေါင်းဂျေက3အနှုတ်30ဖြစ်ပါတယ်။ဘရမကျော့တို့ကအောက်ဆုံးအောင်သွားတဲ့ပွဲဗျ။ဘိုင်ယန်မြို့နဲ့ကွဲမှာတွေ့ထားတဲ့ရလတ်တွေကိုကြည့်တဲ့အခါ8-1 6-2 2-1 5-2 6-1 0-0 Bayern Munich တီသူတို့ရဲ့အိမ်ပွဲမှာ Mainz နဲ့တွေ့တိုင်းရာနှုန်းပြနိုင်ထားတယ်။အခုကျွန်တော်ရွတ်ပြခဲ့တာတွေက Bundesliga လမ်းကြောင်းတီးတက်နေပါဗျ။ တိတိကျကျပြောရရင်ဘိုင်အမျိုးနဲ့ကွဲမှာ main နောက်ဆုံးနိုင်ခဲ့တာက2016ခုနှစ်ကဗျ2016မှာသူတို့နိုင်တယ်2019မှာတရီကစားတယ်အဲ့ဒီနောက်ပိုင်း9နှစ်ဆက်တခါမှမနိုင်တော့လက်ရှိဘိုင်အမျိုးနဲ့အသင်းကိုကြည့်ရင်ဒီအသင်းတွေအဆင့်တက်မှာဗျဒုတိယနေရာကလီဗာပူးဆန်အသင်းကိုသူလေးမှတ်ဖြတ်ထားပြီးစံမြန်ဖြစ်ဖို့အတွက်တော်တော်လေးရှင်နေကောင်းသွားပြီပွဲချန်၄ပွဲမှာဒီပွဲပါဝင်စုပေါင်း၄ပွဲမှာလေးမှတ်ရရင်ကိုသူတရားဒီမှာစံမြန်ဖြစ်ပြီ ဝိညာဉ်တွေကိုကြည့်တော့ RV Leipzig ကိုအဝေးဘက်မှာသူတောက်ကစားရအောင်။ Mönchengladbach ကိုအိမ်ဘက်မှာကစားရမယ်။ပြီးတော့ Hoffenheim ကိုအဝေးဘက်မှာကစားရအောင်။အဲ့တော့ Bayern Munich ကိုတရားကြည့်ရင်စုပေါင်း၄မှတ်ပဲလိုတော့တယ်။စမြန်ဖြစ်ဖို့၄မှတ်ပဲလိုတော့တယ်ဆိုရင်သူ့ရဲ့ပွဲကြံ၄ပွဲမှာသူ့အတွက်ပြဿနာရှိတဲ့ပွဲကဒီပွဲပေါ်မှာစုပေါင်း၃ပွဲတောင်ပြဿနာရှိနိုင်တယ်။ Mainz လည်းပြဿနာရှိတယ်။ RV Leipzig လည်းပြဿနာရှိတယ်။ Mönchengladbach ဆိုပို့ပြီးတော့တောင်ဆိုသေးတယ်။ Klavert ဒီအိမ်ဘက်မှာကစားကစားအဝေးဘက်မှာကစားကစား အမဲဘိုင်မြူနစ်ကိုပြဿနာပေးတဲ့အသင်းပြပြီးတော့ဘိုင်မြူနစ်ကဂျာမန်မှာဆိုလူချက်လူခင်များတဲ့အသင်းပြစုပေါင်းပေါ်တလီကာ၁၆သင်းနဲ့မှာဂျာမန်၁၈သင်းရဲ့ပုံရံသူဟာဘိုင်မြူနစ်ပဲအဲ့တော့ဘိုင်ယန်ဒီပွဲကြ၄ပွဲမှာလက်မှတ်ပဲလူတော့တယ်ဆိုရင်စိတ်အိလက်အေးဖြစ်လို့ရတဲ့အနေထားတော့မဟုတ်ဘူးဒီပွဲကို၃မှတ် အပြည့်အဝအေးစစ်စစ်ယူပြီးမှနောက်ဂျာမန်ပွဲကြ၃ပွဲမှာတမတ်ရအောင်ရှာမှာပဲအဲ့ဒီပလန်နဲ့ပဲသွားဖို့များတယ်နောက်တစ်ခုက business company ဟာ တရားဒီမှာဘိုင်မြွနဲ့အသင်းနဲ့အတူစစ်တမဖလားအကုန်လုံးကဟိုသူထွက်ခဲ့ရပြီသူအတွက်လက်ချက်ဖလားကဒီလုံးမရှိတော့တယ်ဆိုတော့မန်နေဂျာဘုရားပထမဆုံးသူကံမြောက်ခွင့်ရမယ်စုဖလားဘိုင်မြွနဲ့အသင်းနဲ့သူပထမဆုံးပထမဆုံးရတယ်မှာပထမဆုံးရမယ်စုဖလားအဲ့ဒီအတွက်တော့စောစောစီစီစိတ်အေးရအောင်သူစီစဉ်ထားမယ်လို့ထင်တယ်နောက်တစ်ခုကဘိုင်ယံမှာအချိန်ဆွဲလို့မရတဲ့နောက်တစ်ချက်ကသူတို့ရဲ့ဒဏ်ရာကစားသမားဆင်းရတယ်ဒီနေ့တနေ့ပူပူပြီးတော့တိုးလာအခုနောက်ဆုံးသောမတ်စ်မူလာလည်းဒီပွဲမှာမပါနိုင်တော့ဘူးဒဏ်ရာပြဿနာရှိတယ် ်မိတ်စတာတော့အဆင့်6ပါဒီဥရောပတနေရာကိုတော့မျောလင့်ခွင့်ရှိသေးတယ် conference နေရာလောက်တော့သူနေသုံးရနိုင်သေးတယ်ဒီရဒီမှာတင်းကြီးတွေနဲ့တွဲဆုံထားတဲ့ဝေကွန်ရလက်ကိုကြည့်တဲ့အခါလီဗာကိုစင်တင်းကိုသူတို့1-0နဲ့ရှုံးတယ်ဒေါ်ဘွန်ကိုလည်းသူတို့3-1နဲ့ရှုံးတယ် Frankfurt ကိုတော့သူတို့နိုင်တယ်1-3နဲ့နိုင်ဆိုတော့အစင်လာရ Frankfurt တီဟိုသူတင်ကိုတင်ကစားနိုင်တဲ့အသင်းမျိုးအဲ့ဒီအသင်းကိုသူနိုင်တယ်ဒါပေမဲ့ဒီ Dortmund တို့ Leverkusen တို့ဒီလိုအသင်းတွေကိုတော့သူရှုံးထားတယ်တွေ့ရတယ် နောက်တစ်ခုထူးခြားချက်က mains တီတရားတီအဝေးခွင်းဆန်းဆောင်ရေးကောင်းတယ်အဝေးဘက်မှာသူပွဲတွေချုံထားတာတော့မှကိုပြချင်ပြချုံထားတဲ့ပွဲတပွဲမှမရှိသေးဘူးဆိုတော့ဒီပွဲများအဲ့လိုမျိုးဖြစ်လာမလားဒါလေးတစ်ခုတော့ကျွန်တော်တို့သတိထားရမယ် mains ရဲ့ပွဲချန်တွေကိုကြည့်တဲ့အခါဒီပွဲပါဝင်၄ပွဲမှာတော်တော်လေးကန်ဆိုးတဲ့အသင်း top 4ရဲ့က top 3သုံးသင်းနဲ့ drop 6ကိုကစားရမယ်ဘိုင်မြူနစ်နဲ့ကစားရမယ်လီဗာပူးလ်နဲ့ကစားရမယ်ပြီးတော့ frankfurt နဲ့ကစားရမယ်စတိုက်ကိုကန်ရမှာပါ အခုမယ်မျိုးနဲ့ကစားမဲ့ပွဲအတွက်မိတ်ကသူတို့ရဲ့အဓိကတိုက်စစ်ကစားသမားပေါ်နေပဲဒီစားသမားဒီပွဲပဲပြစ်တဲ့ကြောင့်ဒီပွဲကိုလွဲမယ်ဖွင့်ထားတဲ့ဂျင်းကိုကြည့်တဲ့အခါအခုနေ့လည်းမြန်မာစံတော်ချိန်နှစ်နာရီတိမှဘိုင်မင်းနဲ့ဒီနှစ်နှုတ်30ဘော်ဒီဂျင်းနဲ့ကိုပေါင်းကြီးက၄ပေါင်60ဖွင့်ထားတယ်စတဲ့ဂျင်းလုံးကဖွင့်ထားတဲ့ဂျင်းကဘိုင်ရန်ကနှစ်နှုတ်30နဲ့ကိုပေါင်းကြီးက၄ပေါင်80ပြဆိုတော့ဒီပွဲမှာကိုပေါင်းကြီးဒီတိတိတတ်တက်လာ 1 is to osmo ဘိုင်ယံမြူနစ်တေချာပေါအနိုင်ရမဲ့ဂျေးကိုပဲဖွင့်ထားတယ်။တရင်မကြောက်ဘူးမိနစ်60အတွင်းမှာနှစ်ဖက်သွင်းကိုချစ်မယ်ဆိုတော့ဂျေးကိုလည်းဖွင့်ထားတယ်။သူရတာကဒီဘက်မှာဘိုင်ယံမြူနစ်အသင်ဂိုးများကြီးရနိုင်တယ်ဆိုတော့ဂျေးကိုဖွင့်ထားတာပဲဗျ။တစ်ဖက်မှာလည်းဒီဘွဲဒီဘိုင်ယံမြူနစ်အသင်အတွက်အရန်အရေးကြီးတယ်ဗျ။ဒီဘွဲမှာ၃မှတ်အပြည့်အဝရလိုက်မှဟိုသူဒီအဆင်ပြေမှာနောက်တစ်ခုကအရှင်ပြိတ္တတွေကိုသူတို့ပျော်အောင်မလုပ်ပေးတာကြပါဘူး။ဆိုတော့ကျွန်တော်ကဒီဘွဲမှာဘိုင်ယံမြူနစ်အသင်ဒီသူတို့ဒီရာသီမှာ ဘွန်နယ်လီကာချန်ပီယံဖြစ်ဖို့အတွက်99.9ရာခိုင်နှုန်းတေချာသွားစေမယ့်ပွဲကိုပရိသတ်တွေအတွက်ဖန်တီးပေးမယ်လို့ထင်တယ်။ပြီးတော့ဂိုးပြတ်အနိုင်ကစားပြီးတော့ဖန်တီးပေးမယ်လို့ထင်တယ်။ဒီပွဲမှာကျွန်တော်ဘိုင်မြူးနဲ့အသင်းရဲ့ဘော်ဒီတစ်ကြောင်းတည်းကိုကြိုက်တယ်။ဂိုးပေါင်းကစားကြရင်တော့ဂိုးအပေါ်ကိုတွဲကစားဖို့အကြံပြုပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ရွေးချယ်မှုသည်ဘိုင်မြူးနဲ့အသင်းရဲ့ဘော်ဒီတစ်ကြောင်းတည်းဖြစ်ပါလိမ့်မယ်။စုံတွေလိုက်ကြည့်ပေးကြတဲ့တယောက်စင်းစီတိုင်းကျေးဇူးအထူးပဲတင်ဆက်ပါတယ်။မြန်မာပြည်ကြီးအမြန်ဆုံးအေးကြပါစေ။အာဓမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ။